ျွန်တော်တို့ယင်ထဲမှာအခြားလူတယောက်ရှိနေရင်ကျွန်တော်တို့ရဲ့လုံရက်တွေဟာတေးသေးလေးပဲဖြစ်ပါစေ။နှွေးထဲမှုကျဉ်းနာမှုနဲ့လှပပြီးဆောင်နေမယ်ဆိုတာအသေးချပါပဲ။ကဲချစ်တဲ့နားထောင်သူတွေဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့ဇလန်းလေးတစ်ခုရှိပါတယ်။ဒါကမမဲကျော်တရုတ်စာရေးဆရာတယောက်ရဲ့ကိုယ်တွေ့ဖြစ်ရမှန်အတွေ့အကြုံဖြစ်ပါတယ်။သူကဂျာမနီနိုင်ငံမှာဂျာမန်အဖိုးအိုတယောက်ရဲ့နေအိမ်မှာငားနေခဲ့တယ် ီဇလန်းလေးကလူသားချင်းစွမ်းနာမှုကျင်နာမှုနဲ့တခြားလူတယောက်ကိုကိုယ်ကျင်တဲ့ထက်ထားတဲ့လှပတဲ့ခံစားချက်အကြောင်းကိုထင်သာမြင်သာရှိစေတဲ့ကျွန်တော်တို့ရဲ့နှလုံးသားကိုလှောက်ခတ်သွားစေပဲဖြစ်လျက်ပါအဆုံးထိနားထောင်ကြည့်ပါတရက်မှာအိစာရေးစရာအိမ်မှာရှိနေတော့ဖန်ခွက်တစ်ခွက်မတော်တဆလွတ်ကျပြီးကွဲအပ်သွားတယ်အဲ့ဒါနဲ့သူလဲအင်ရှင်ဂျာမန်အဖိုးအကိုချက်ချင်းဖုံးဆက်ပြီးပြောလိုက်တယ် ဘိုးအိုစိတ်ဆိုးဒေါတာထွက်မယ်လို့သူကထင်နေတာဒါပေမဲ့အဖိုးအိုရဲ့တောင်းပြန်မှုကသူထင်တယ်လို့လုံးဝမဟုတ်ခဲ့ဘူးဖြောင်းပြန်လို့တော့ပြောရမယ်အဖိုးအိုကပြုံးပြုံးရွှင်ရွှင်နဲ့ဆိုတယ်ကိစ္စမရှိပါဘူးဗျာမတော်တဆဖြစ်တာပဲအဲ့ဒီဖန်ကွက်မျိုးကဈေးမကြည့်ပါဘူးမနှက်ဖြန်ကျွန်တော်တလုံးပို့လိုက်ပါမယ်တဲ့ခမရဘာဖြစ်သွားသေးလဲထီးခိုက်လမ်းရရသွားသေးလားတဲ့အဖိုးကဖန်ကွက်ရဲ့တံတူးကိုမတွက်ပဲ စာရေးဆရာထိခိုက်အနာတရားဖြစ်မှာကိုပို့ပြီးစိုးရင်ခဲ့တယ်။နောက်တနေ့အဘိုးအိုကဖန်ခွဲအသိရလာတယ်။ပြီးတော့ချက်ချင်းမဲလိုက်တဲ့မိကုံကဖိုးဖန်ခွဲအကွဲအစတွေရောတဲ့။စာရေးဆရာကဖလဲချင်းပြီးအပြန်ထုတ်လိုက်ပြီလို့ပြန်ဖြေတော့အဘိုးအိုဟာမျက်နှာပြက်သွားတယ်။ချက်ချင်းအိမ်တကားကိုဖွင့်ပြီးအမိုက်အိတ်ကိုလည်းဆွဲဖွင့်လိုက်တယ်။ပြီးတော့ပြက်သားစွာပြောလိုက်တယ်။ခမည်းမနှက်ပြန်ကြရင်အိမ်ပြောင်းတော့ခမည်းကိုကျွန်တော်ဆက်မငှားကျင်တော့ဘူးတဲ့။ ဆိုင်ရဆရာဟာကြောင်အန်အန်ဖြစ်သွားတယ်။အဲ့ဒီနောက်အဘိုးအိုးရဲ့လူရက်ကအတော်စိတ်ဝင်စားစရာကောင်းပါတယ်။သူကဘောပင်တပြက်စီညံ့နေအမိုက်အိတ်ယူပြီးအိမ်ပြင်မှာအမိုက်အိတ်ကိုတုံချလိုက်တယ်။ပြီးတော့အမိုက်တွေကိုအသေးအချာခွဲကြတယ်။ဖန်ခွဲစားတွေကိုတီချားအိတ်တစ်ခုထဲထည့်ပြီးအပေါ်မှာတတိဖန်ခွဲစားပါတီဆိုပြီးရေးလိုက်တယ်။ကျန်တဲ့အမိုက်တွေကိုနောက်အိတ်တစ်ခုထဲထည့်ပြီးဘေးကင်းပြီဆိုပြီးရေးလိုက်တယ်။ ။စာရေးဆရာဟာအဘိုးအိုရဲ့လုပ်ကုန်ကိုင်ပွန်ကိုထူးဆန်းသလိုလိုကြည့်နေတယ်။ပြီးတော့သူ့ကိုမောင်းထုတ်ခဲ့ခြင်းရဲ့အကြောင်းရင်းကိုမေးလိုက်တယ်။ကျွန်တော်ကြောင့်ဖန်ကွက်ကွဲသွားလို့လား။အဘိုးအိုကပြန်ဖြေတယ်။မဟုတ်ဘူး။ခမားရဲ့ယင်ထမ်းမှာတခြားလူမရှိဘူး။အခုနောက်ကအဘိုးအိုအမိုက်အမျိုးစားခွဲကြတာကိုမြင့်မြင့်ကို၍တွေ့မြင်ခဲ့ရလို့ရဲ့အခုအဘိုးအိုပြောလိုက်တဲ့စကားတခွေရကြောင်းဆိုင်ရဲဆရာကမျက်နှာထူထူသွားတယ် ဆိုင်ရဆရာရဲ့အမားကအမိုက်တွေကိုမခွဲကြဘဲအကုန်စုပြုံရောထဲလိုက်တာဟာအမိုက်သိန်းဝင်တဲ့လူကိုအန်ဒီရရှိစီတဲ့လို့ရပဲအဘိုးအိုကအမိုက်တွေကိုခွဲတဲ့အချိန်မှာသူ့အတွက်မဟုတ်ပဲအမိုက်သိန်းနဲ့ဝန်ထမ်းတွေရဲ့ဘေးကင်းရေးကိုညီတဲ့ထဲစဉ်းစားရတယ်။အဲ့ဒီဝန်ထမ်းတွေဆိုတာကကိုမဟုတ်တဲ့အခြားသူတွေပဲခွင့်လွတ်တင်တာကိုခွင့်လွတ်အလေးနက်ထားတင်တာကိုအလေးနက်ထားတာဟာအဘိုးအိုရဲ့ရင်ထဲမှာ တခြားလူတယောက်ဆိုတာကိုထည့်ထားလို့ဖြစ်ပါတယ်။အမိတ်အိတ်ပေါ်မှာအဖိုးအိုရေးထားတဲ့စကလုံးတွေကတိတ်မများပါဘူး။လက်ရေးလည်းမလာပါဘူး။ဒါပေမဲ့အဲ့ဒီစကလုံးတွေထဲမှာကျဉ်နံမှုလှပမှုနှွေးထွေးမှုတွေပါနေခဲ့တာ။စာရေးတာချင်းအတူတူပဲဆိုပေမဲ့အမိတ်အိတ်ပေါ်မှာအဖိုးအိုလေးလေးနက်နက်ရေးလိုက်တဲ့စကလုံးတွေက စာရေးစရာစာရွက်ပေါ်ရေးလိုက်တဲ့လက်ရေးလာတဲ့စကလုံးတွေထက်အိုမိုတောက်ပါလင်းလန်နေပါတယ်ကျွန်တော်ဟာတခြားလူတယောက်ရဲ့ခံစားချက်မိကင်းရေးဂုံတိတ်ခါကိုထိခိုက်စေမဲ့လောက်ရကိုလေးလေးနက်နက်စဉ်းစားရမှာဖြစ်ပါတယ်ကျွန်တော်တို့ဉာဏ်ထဲမှာအခြားလူတယောက်ရှိနေရင်ကျွန်တော်ရဲ့လောက်ရတရားတည်တည်နည်းပဲဖြစ်ပါစေ နှွေးထွေးမှုကျင်နာမှုနဲ့လားပပြည့်စုံနေမယ်ဆိုတာအသေးအချာပါပဲဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားကြည့်ကြပါလေဗျာ